ချမ်းသာခြင်းရင်စိတ်ကိုပြင်းစိတ်ဟာလောကကြီးမှာအရေးအကြီးဆုံးနဲ့အဓိကအကြဆုံးသောအရာလို့ဘေးသက်ပေါင်းသူတော်ကောင်းတို့ထိုက်တလို့သဘောပေါက်ကြပြီးဖြစ်မှာပါစိတ်တေနနိတိလောကောလောကကြီးကို စိတ်ကကောင်းဆောင်နေလောကကြီးဟာစိတ်ကျိုးကြိုင်တယ်လို့စိတ်ချေလေတယ်လို့ဖြစ်နေကြတယ်လို့ဒါကိုလည်းပဲကြားဖို့ရတယ်မဟုတ်လား ြားဘူးကြတယ်နော်ဘလူကျူးကင်ချင်းလဲနေတာလေဆိုတော့ကောင်းတဲ့စိတ်တွေကလောကကြီးကိုကောင်းအောင်ဖန်တီးနေတာမကောင်းတဲ့စိတ်တွေကလောကကြီးကိုမကောင်းအောင်ဖန်တီးနေတာရှိုးတာတွေကောင်းတာတွေအကုန်လုံးဟာအဓိကစိတ်ပေါ်မှာမူတည်နေတာဟုတ်ရဲ့လားစိတ်ယုံမာတွေကလောကကြီးကိုအကြည်တန်အောင်အယုတ်ဆိုးအောင်ဖန်တီးနေကြတာလောကကြီးမှာ ဆိုးတာတွေအကုန်လုံးဆင်းရဲတာတွေအကုန်လုံးတို့သည်မကောင်းတဲ့စိတ်တွေကောင်းဆောင်ပြီးတော့အဲ့ဒီမကောင်းတဲ့စိတ်တွေရဲ့အလျောအားလျောဆိုတာပြုတ်လုထားကြတဲ့ကာယကံဝစီကံတွေကြောင့်ဖြစ်ကြတယ်။လောကကြီးမှာဆိုးနေတာတွေဒုက္ခရောက်နေတာတွေဆင်းရဲနေတာတွေယုံမှားမှုတွေရက်စက်မှုတွေအဲ့ဒီလိုမကောင်းတာတွေအကုန်လုံးဟာ ဆိုးတဲ့စိတ်ရဲ့အလိုကျပြုထားကြလို့ပြောထားကြလို့မကောင်းတာတွေအကုန်လုံးဖြစ်နေတာဒကာကြီးမိုင်မြညာရှိပါတယ်ချက်ထွင်ပြီးတော့စဉ်းစားကြည့်နော်လောကကြီးမှာကောင်းတာတွေအကုန်လုံးချမ်းသာတာတွေအကုန်လုံးအရှင်ပြေတာတွေအကုန်လုံးအဲ့ဒါတွေဟာကောင်းတဲ့စိတ်ရဲ့စီစားမှုအလျှပြုထားကြလို့ပြောထားကြလို့ကောင်းတာတွေဖြစ်နေတာဟုတ်လားအဲ့ဒီတော့ဆိုးအောင်ဘယ်သူပြုနေတာလဲလို့မေးရင်ဆိုးတဲ့စိတ်တွေကပြုလား ကောင်းအောင်ဘယ်သူပြုတာလဲလို့မေးရင်ကောင်းတဲ့စိတ်တွေကပြုတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒေသနာတော်တွေမှာဆိုးတဲ့စိတ်ကောင်းတဲ့စိတ်တွေဟာလောကကြီးကိုခြေလှယ်နိုင်စွမ်းအားကြီးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတယ်မနောပုပ္ပင်္ဂမဓမ္မမနောတ္တထာမနောမေယမနတ္တာစီပတ္တန္ဒီနာပါတတိဝါကရောတိဝါ တတောနံဒုက္ခမနွေတိစက္ကံဝဝဟာတောပဒံစိတ်ဟာအရာရာကောင်းဆောင်မကောင်းတဲ့စိတ်တွေနဲ့ပြုကြမယ်ပြောကြမယ်ဆိုလို့ရှိရင်ဒုက္ခတွေဟာတတိတဒံကြီးနောက်ကနေပြီးတော့လိုက်လာမှာပဲတဲ့နွားချေရာရဲ့နောက်ကိုလှဲပင်းရာကြီးအစင်လိုက်တယ်လို့မကောင်းတဲ့စိတ်တွေနဲ့ပြုကြမယ်ပြောကြမယ်ဆိုရင်ဒုက္ခတွေဟာနောက်ကနေပြီးတော့မဆုံးနိုင်အောင် မရေမတွက်နိုင်အောင် လိုက်လာမှာပဲတဲ့ဒါကြောင့်ဒုက္ခတွေအားလုံးဟာမကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ပြုတ်ထားကြပြောထားကြလို့ဒုက္ခတွေဖြစ်ကြတာမဟုတ်လားဗျနော်အေးဘာကြောင့်ဦးဇင်းတို့ကဒါကိုပြောနေရတာတော့ဆိုတော့စိတ်ကိုပြင်းပြင်းစိတ်ပေါ့မကောင်းတဲ့စိတ်တွေဟာဘလို့ဆိုးတဲ့အကျိုးတွေကိုဖြစ်စေပါတယ်လို့ပထမဦးစွာနားလည်ဖို့မလိုဘူးလားဒါမှဩမကောင်းတဲ့စိတ်ကနေကောင်းတဲ့စိတ်ဖြစ်အောင် ပြင်သင့်တကူလို့ပို့ပြီးတော့နားလေသဘောပေါက်လာမှာဟုတ်လားဦးဇင်းတို့ကရည်ရွယ်ချက်လေးနဲ့တရားကိုဟောပါလေဗျာအခုဦးဇင်းဒီနေ့လေခွင်းမှာဘာတွေပြောဖို့ရည်ရွယ်ထားတယ်ဆိုတော့မကောင်းတဲ့စိတ်တွေဟာအင်မတန်ကြောက်စရာကောင်းတယ်ဆိုတာကိုပြောဖို့ဦးဇင်းရည်ရွယ်ထားတယ်ကောင်းတဲ့စိတ်တွေဟာအင်မတန်အားကိုးစရာကောင်းတယ်အင်မတန်မြတ်နိုးစရာကောင်းတယ်ဆိုတာလေးကိုပြောဖို့ရည်ရွယ်ထားတယ်အဲ့ဒီအချက်နှချက်ကိုပြောပြီးတော့ ကောင်းတဲ့စိတ်ဖြစ်ဖို့မကောင်းတဲ့စိတ်တွေမဖြစ်ဖို့မိမိရဲ့စိတ်ကိုပြင်ဆင်ဖို့လိုအပ်ပါတယ်ဆိုတာလေးကိုပို့ပြီးတော့သဘောပေါက်စေခြင်းနဲ့ဏိကုံးချုပ်အနေနဲ့အဲ့ဒီလိုသဘောပေါက်ပြီးတဲ့နောက်စိတ်ကိုပြင်ဆင်ဖို့လိုအပ်လာပြီဆိုတာကိုသဘောပေါက်လာပြီးတဲ့နောက်အဲ့ဒီစိတ်ကိုဘလို့ပြင်ဆင်ကြမလဲဆိုတာလေးကိုဏိကုံးချုပ်အနေနဲ့ပြောကြည့်တယ်အချက်၃ချက်ပြောတော့မှာနော်မကောင်းတဲ့စိတ်ဟာလောကမှာ ကြောက်เสียအကောင်းဆုံးအယုတ်ဆိုးဆုံးအကြီးအတန်ဆုံးမကောင်းတဲ့စိတ်ဒီသာလဲလောကမှာတကယ်အဆိုးဝါးဆုံးဆိုတာကို ပြောခြင်းတယ်ကောင်းတဲ့စိတ်ဒီသာလဲအရာရာကိုကောင်းစီတယ်ကောင်းတဲ့စိတ်ရဲ့အစွမ်းကိုဒုတိယပြောခြင်းတယ်ဟုတ်လားအဲ့ဒီလိုပြောလိုက်တော့ပေးတတ်တို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်ကနေကောင်းတဲ့စိတ်တွေဖြစ်လာဖို့ပြင်ဆင်ခြင်းတဲ့စိတ်တွေပို့ပြီးတော့သဘောပေါက်မလာပြီဘူးလားပေါက်လာမယ် ဲ့ဒီအချိန်မှာစိတ်ကိုဘယ်လိုပြင်ဆင်ကြမလဲဆိုတာလေးကိုဦးဇင်းတို့ပြောမယ်။ဘယ်နဲ့ချက်လဲ။သုံးချက်။ဟုတ်လား။ဒါကြောင့်မြတ်စွာဘုရားကမကောင်းတဲ့စိတ်တွေဟာအင်မတန်ဆိုးပါတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒေသနာတော်လေးတစ်ရက်ရှိတယ်ဥပမာလေးနဲ့ပြောတယ်ဗျာ။ဒီတော်ဒီတန်ယံတံကိရာဝီရိဝါပနဝီရိနံ မိစ္ဆာပဏိဟိတံစိတ်တံပါပိယောတံတတောကရိတိတောခုသူတယောက်တိတိတံခုသူတယောက်ကိုဝေရီနံယံသူတယောက်တိဝေရီနံယံသူတယောက်ကိုယံတံကိရအခြင်းအကျိုးမဲ့တော်မူကိုပြုလျာ၏တတောထိုကဲ့သို့ယံသူတယောက်ကယံသူတယောက်ကိုအကျိုးမဲ့ရပြုတာ၏ထက်မိစ္ဆာပဏိဟိတံစိတ်တံမာယွင်းစွာသောတရားတော်စိတ်တိ ဝါမကောင်းသောစိတ်တို့သည်ပါပီရောဆင်းရဲအောင်ယုံညံ့အောင်ကြေကြေရပြုနိုင်ပေ၏ဒီတေသနာတော်လေးအင်မတန်စိတ်ဝင်စားစရာကောင်းတယ်မုံတီးနေတဲ့အချင်းချင်းမုံတီးနေတဲ့ရန်သူတွေတွေ့ကြပြီဆိုလို့ရှိရင် မုံလဲမုံနေတဲ့ရန်သူလဲဖြစ်နေတယ်ဆိုတော့ညာတာတဲ့သဘောထောက်ထားတဲ့သဘောမရှိဘဲနဲ့တယောက်ကိုတယောက်အကျိုးမဲ့တွေဆင်းရဲဒုက္ခတွေ စိတ်ရှိလက်ရှိပေးပြီးတော့တယောက်ကိုတယောက်ဒုက္ခပေးကြမှာပဲဘာဖြစ်လို့တုံးဆိုတော့ယန္တူတွေမုန်းတဲ့လူတွေဖြစ်နေလို့ပေါ့ဟုတ်လားအဲ့ဒီလိုယန္တူတယောက်ကယန္တူတယောက်ကိုဒုက္ခပေးတာထက်မကောင်းတဲ့စိတ်တွေကမကောင်းတဲ့စိတ်ပိုင်ရှင်ကိုပို့ပြီးတော့ဒုက္ခပေးနိုင်ပါတယ်တဲ့ဒါလေးပြောထားဟုတ်လားယန္တူအချင်းချင်းနှိပ်စက်ကြတာတွေထက် မကောင်းတဲ့စိတ်ကြီးကမိမိကိုပို့ပြီးတော့နှိမ့်ဆက်နိုင်တယ်မကောင်းတဲ့စိတ်ကြီးကလောကကိုပို့ပြီးတော့နှိမ့်ဆက်နိုင်တယ်သဘောပေါက်တယ်နော်အဲ့ဒီတော့မြတ်စွာဘုရားကဒီဒေသနာတော်လေးကိုဟောထားတော့ပိဋကတ်ကဉာဏ်ရှိပါတယ်မိမိဘဝမှာတွေ့ကြုံခဲ့ရတဲ့ဒုက္ခတွေတပါးသောသူတွေရဲ့ဘဝမှာတွေ့ကြုံနေကြရတဲ့ဒုက္ခတွေဘာကြောင့်ဖြစ်တယ်လဲလို့စစ်စစ်ပေါက်ပေါက်အရင်ကြကြဝေဖန်ကြည့်မယ်ဆိုရင် အဲ့ဒီမကောင်းတဲ့စိတ်တွေကြောင့်ဖြစ်ကြတာပဲဗျဟုတ်ရလားအေးဒါကြောင့်မကောင်းတဲ့စိတ်ဒီယံသူဒီထက်ပုံမူ၍ကြောက်เสียကောင်းတဲ့ယံသူ ဟုတ်ရလားယံသူချင်းချင်းနှိမ့်ဆက်တာတဲ့ဒုက္ခပေးတာတဲ့မကောင်းတဲ့စိတ်ကပူပြီးတော့ဒုက္ခပေးနိုင်ပါ रे တဲ့အဲ့ဒါကိုမြတ်စွာဘုရားကဘလောက်ထိဥပမာနဲ့ပြောထားလဲဆိုလို့ရှိရင်နောက်ထပ်ထင်ရှားတဲ့ဥပမာလေးတစ်ခုထပ်ပြောမယ်မြတ်စွာဘုရားလက်ထက်က ကောသလမင်းကြီးမြတ်စွာဘုရားရဲ့ထံတော်ဘာကိုရောက်သွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့ဒီလူသားတွေဒီတတ္တဝါတွေချမ်းချမ်းသာသာလည်းနေခြင်းညတယ်ဘေးကင်းရန်ကင်းလည်းနေခြင်းညတယ်ဒါပေမဲ့တတ္တဝါတွေမချမ်းသာအောင်စိတ်တွေဆင်းရဲအောင်ပူလောင်အောင်အကျိုးမဲ့အောင်ဘယ်လိုစိတ်ဓာတ်တွေကပြုနေတာတုန်းလို့မြတ်စွာဘုရားကိုမေးတော့အဲ့ဒီမှာမြတ်စွာဘုရားကတခါကြီးအလိုဆန္ဒတွေ မကြည်နှံ့မှုတွေတွေးဝေမိုက်မဲမှုတွေဒီမကောင်းတဲ့စိတ်တွေဟာတတ္တဝါတွေကိုဆင်းရဲအောင်ပင်ပန်းအောင်အကျိုးမဲ့အောင်ပြုနေတာပဲဆိုပြီးတော့နေကုန်းကျုပ်လေးမှာဂါထာလေးတစ်ခုမြတ်စွာဘုရားကောသလမင်းကြီးကိုဟောထားတာရှိလောဘဒေါသသမောဟသံပုရိသံပါပစေတံဟိန္တံဒီအတ္တသံဗုဒ္ဓံတဇသရံဝတံဖလံ လောဘောဒေါသောစာမောဟောစာပုရိတံဘာပစီတတံလူခြင်းမှုတွေမကျေနပ်မှုတွေတွေ့ဝေမိုင်မဲမှုတွေဆိုတဲ့မကောင်းတဲ့စိတ်တတုသည်အဲ့ဒီမကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်ကိုအဖြစ်ခံတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့အလားတလံတူတယ်လဲဆိုတော့ဟိန်တန်တိအတ္တတံဘူတာတဇသာရံဝတံဖလံ တံဖလံမိမိရဲ့အတိဒီတဇာတာရံအခွန်လျင်အနှစ်ရှိသောကျူပင်ဝါပင်ကို ဟိန်တန်တိဣဝဖြစ်စီတပ်ဖြတ်တကဲ့သို့အတ္တတံဗုဒ္ဓမိမိရဲ့အတွင်တဏ္ဍာမှာဖြစ်ပေါ်၍နေကြကုန်သောလောဘဒေါသမောဟဆိုတဲ့သဘောတရားတို့သည်ပုရိသံပါပစီတတံထိုကဲ့သို့သောယုတ်မာသောစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကို ဟိန်တန်တိဖြစ်စီတပ်ဖြတ်တတ်ကုန်၏ ကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာဖြစ်လာရင်ဘာနဲ့တူတယ်လဲဆိုတော့ဝါသီးသီးပြီဆိုတော့အဲ့ဒီဝါသီးလည်းသီးပြီရောဝါပင်ဟာတည်တော့တာပဲဟုတ်ရလားကျူသီးသီးပြီပြီဆိုရင်အဲ့ဒီကျူပင်ဟာတည်တော့တာပဲအဲ့ဒီဝါသီးကျူသီးဟာသူ့ရဲ့မိခင်အပင်ဖြစ်တဲ့ဝါပင်ကျူပင်ကိုအသေးတတ်တယ်လို့မျိုးမကောင်းတဲ့စိတ်တွေမိမိတို့ရဲ့တတိပညာလင်းဟင်းမှုကြောင့် ဖြစ်ပေါ်သွားတာနဲ့တပြိုင်တည်းချင်းအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုဆင်းရဲအောင်ဒုက္ခရောက်အောင်တက်ဖြတ်သောနီးနဲ့တက်ဖြတ်တက်တယ်တဲ့ဒါကြောင့်မကောင်းတဲ့စိတ်တွေဖြစ်ရတာဟာဒီဒေသနာတော်အလိုရသေသည်ပြီးတာဟင်ဒကမကြီးတွေမကောင်းတဲ့စိတ်ဖြစ်ရတာဟာဘာဖြစ်တယ်သေသည်ပြီးတာဗျဒီနေရာမှာသေတယ်ဆိုတာကလည်းပဲအမျိုးမျိုးရှိပါ ဘုံကနေလဲပြီးတော့မလှုပ်နိုင်မရှားနိုင်အသက်ရှူရက်သွားမှသေတာလို့ခေါ်တာမဟုတ်ဘူးလေအဲ့ဒီသေခြင်းကတော့လူတိုင်းနားလေတာပေါ့ဗျဟုတ်လားနောက်ထပ်သေတယ်ဆိုတာမျိုးမျိုးရှိတယ်ဒီအသက်ဇီဝိတယုံနာခန္ဓာအစဉ်ပြတ်ပြီးတော့ဘဝပြောင်းသွားတယ်နောက်ဘဝတစ်ခုဖြစ်သွားတယ်ဒါလည်းသေတာပါပဲသို့တော့သေခြင်းကမျိုးမျိုးရှိတယ်သူတော်ကောင်းသက်သေတယ်ဆိုတာလည်းရှိသေးတယ်ဟုတ်လားဘာသက်သေတယ်သူတော်ကောင်းသက်သေသွားတာတဲ့ ူတော်ကောင်းတက်ကပါလဲဆိုတော့ဟိရိဥတ္တပတရားဟာသူတော်ကောင်းရဲ့အသက်တည်းနော်မကောင်းတာလို့ရမှာပြောရမှာကိုရှက်တဲ့သဘောမကောင်းတာတွေလို့ရမှာပြောရမှာဟာကြောက်เสียရကောင်းတယ်ဆင်းရဲတဲ့အကျိုးတွေပြီးမှပဲလို့နားလည်ပြီးတော့ကြောက်တဲ့သဘော